ားပြေးအချိုရည်တောက်တဲ့ကလေးတွေမှာစိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ခြင်းများပြားလာပါတယ်။အားပြေးအချိုရည်တွေကတောက်ချလိုက်ရင်အင်အားပြည့်သွားသလိုခံစားရတာအရသာလေးကချိုချိုလေးနဲ့အရသာရှိတာတွေကြောင့်ကလေးရောလူကြီးတွေဝါကြိုက်ကြပါတယ်။ဒါကြောင့်ပဲအားမရှိသလိုဖြစ်နေတဲ့အချိန်တွေ ပင်မန်းပြီးတော့ခြေကုံလက်ပန်းကျနေတဲ့အချိန်တွေမှာအားပြည့်ချွေတွေကိုတောက်ကြတာပေါ့ဒီလိုတောက်လိုက်တာကအားပြည့်သွားသလိုရှိပေမဲ့ကလေးတွေအတွက်တော့ကောင်းကျိုးမရှိသလောက်ပါပဲနော်ဒီလိုပြောရတာကအားပြည့်ချွေတောက်တဲ့ကလေးတွေမှာစိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ခြင်းများပြားတယ်ဆိုတဲ့လေးလာမှုရလဒ်တစ်ခုကြောင့်ပါဒီတော့ဒီနေ့ဗီဒီယိုလေးထဲမှာအဲ့ဒီအကြောင်းအရာလေးကိုပြပြပေးသွားပါမယ်နော် UK မှာရှိတဲ့ Teesside University နဲ့ Newcastle University တို့ကပူးရဲလှုပ်ဆောင်ခဲ့တဲ့လေးလာမှုအရအဖြစ်အချို့တောက်တဲ့ကလေးတွေမှာစိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ခြင်းများပြားတယ်လို့သိခဲ့ရပါတယ်။လေးလာမှုအရအတွေ့ရှိလိုက်ရတာကတော့အဖြစ်အချို့တောက်တဲ့ကလေးတွေကစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတာပါ။အကြောင်းရင်းကတော့ကလေးတွေအနေနဲ့သူတို့တောက်လိုက်တဲ့အဖြစ်အချို့တွေမှာကဖိန်းဓာတ်ပါဝင်မှုများနေတာကြောင့်ပါ။ ကလေးတွေအနေနဲ့အားဖြည့်ချွေတွေကို အလွန်အကျွံတောက်တုံးတာကကလေးတွေမှာစိတ်တက်ကြတာစိုးရင်စိတ်များတာ ADHD လို့သိကြတဲ့အာယုံဆူဆိုက်ဖို့ခက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။ဒါကြောင့်ကလေးတွေက အထူးသဖြင့်တော့အသက်16နှစ်အောက်ကလေးတွေကိုတတ်နိုင်သမျှအားဖြည့်ချွေတွေကို မတိုင်မီဖို့လိုပါမယ်။ကလေးတွေအနေနဲ့အားပြေချိုရီကိုတောက်တုံးတာကအခုပြပြပေးသားမယ်အကျမ်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ကလေးကိုအဝါလွန်စေနိုင်တာ ။အလွန်အကျွံတောက်မယ်ဆိုရင်တော့ဤတဲ့ခံချောက်စေနိုင်တာ၊တွေးတိုးတာကိုဖြစ်စေနိုင်တာ၊နှလုံးထိခိုက်စေနိုင်တာ၊အာယုံကြောဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်တာ၊အိပ်ပျော်ဖို့ခက်တာမျိုးတွေ၊ခြေကုံလက်ပန်းကျစေနိုင်တာမျိုးတွေ၊သွားနဲ့ကရင်ထိခိုက်စေနိုင်တာ၊အယိုးပွားတာပြီးတော့နောက်ဆုံးအနေနဲ့စီးချိုယောဂါတွေကိုပါခံစားရနိုင်ပါတယ်ရှင်။ ဒါကြောင့်မို့လို့ကလေးကိုအားဖြည့်အချိုကြီးအစားပေါ့နော်။နိုးနဲ့နိုးထွက်ပစ္စည်းတွေကိုတိုက်ပေးတာကအကောင်းဆုံးဖြစ်မှာပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကောင်းချော်လိုက်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြတာပေါ့ရှင်။